မင်္ဂလာပါမိတ်ဆွေကျွန်တော်ဒီနေ့မေကွန်းခုနဲ့စတင်ကြပါတယ်လူတယောက်ကိုဘယ်ရာကလူဖြစ်စေတာလဲသူရဲ့ပိုင်ဆိုင်မှုလားရှားတူးတွေလားဒါမှမဟုတ်ရင်သူရဲ့ခန္ဓာကိုယ်ကလားကဲလို့သင်စီကနေအဲ့ဒါတွေအကုန်လုံးကိုအာနာရှင်တယောက်ကအတင်းအဓမ္မလူယူသွားမယ်ဆိုရင်ရောသင်ဟာလူမဟုတ်တော့ဘူးလားဒီနေ့ခင်မြန်မာလူငယ်တွေခံစားနေရတာကငါတို့မှနာကမ်းမရှိတော့ဘူးငါတို့ရဲ့ချိန်တွေလဟတ်သက်ကုန်ဆုံးနေပြီ ။အတို့ကလောင်ရင်နဲ့ပိတ်မိနေတယ်။တားကောင်တွေပဲလို့တွေးမိကောင်တွေးမိကြပါလိမ့်မယ်။ဒါပေမဲ့မိတ်ဆွေလုံခဲ့တဲ့နှစ်ပေါင်း80လောက်ကကျွန်တော်တို့ထက်အစာပေါင်းများစွာဆိုးရတဲ့ညွန်လင်းချက်တုံညာဖြစ်နေတယ်။ငရေကန်းထဲမှာရောက်နေခဲ့တယ်။လူတယောက်ရှိခဲ့ဘူးပါ။သူ့နာမည်က Vita Frankel ပါ။သူဟာနာစီကျင်းစကန်၄ခုကိုဖျက်ဆီးခဲ့ရ။သူ့မိဘသူဇနီးသူ့ကိုအားလုံးတုတ်တင်ခံခဲ့ရတယ်။သူ့ကိုနာမည်မခေါ်တော့ဘဲနံပါတ်119104ဖြစ်တရိတ်ဆန်လို့ဆက်ဆံခဲ့ကြပါလား။ ဒါပေမဲ့သူမတည်ခဲ့ပါဘူး။သူပြန်ထွက်လာတဲ့အခါမှာကဘာကြီးကိုကူစားမေးနိုင်မယ်။စိတ်ပညာကူထုံးကိုလက်ဆောင်ပါပေးခဲ့ပါတယ်။သူ့ရဲ့လှုပ်ဝက်ချက်ကပါလေ။သူဘလို့စဉ်းစားတွေးခေါ်ခဲ့လို့ဒီငရဲကနေစိတ်သက်တွေမပြတ်မစည်းပဲနဲ့လွတ်မြောက်ခဲ့ရတာ။ဒီနေ့မှာတော့ဒီအဖြေတွေကိုကျွန်တော်တို့အတူတူဖြေရှားကြည့်ရအောင်ပါ။ ဇလန်းကို1942ခုနှစ်ဩစတီးယားနိုင်ငံဗီယန်နာမြို့ကနေစရပါမယ်။ဖရန်ကေဟာအောင်မြင်တဲ့ဆေးရောဂါကူဆရာဝန်တယောက်ဖြစ်ပါတယ်။ဒါပေမဲ့နာဇီတပ်တွေဝင်လာတဲ့အခါမှာတော့ဂျူးလူမျိုးတွေဟာပြစ်မှတ်ထားခြင်းခံရပါတယ်။ဒီနေရာမှာဖရန်ကေဘဝရဲ့အကြီးမားဆုံးဆုံးဖြတ်ချက်ချရမယ့်အခြေအနေတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဖရန်ကေမှာအမေရိကန်ကိုသွားဖို့ဗီဇာရထားပြီးသားပါ။သူအမေရိကန်ကိုသွားရင်တော့ဒီဒုက္ခတွေကနေလွတ်မြောက်သွားပါပြီ။သူ့ရဲ့စာအုပ်ကို ရေးလို့ရပါပြီ။ ဒါပေမဲ့သူ့မိဘတွေကဗီဇာမရဘူး။သူထွက်သွားရင် သူ့မိဘတွေကနာစီစခန်းကိုအပို့ခံ။တေချာပေါက်တင်ရတော့မှာပါ။မိတ်ဆွေတင်းသားဆိုရင်ဘာလုပ်မလဲ။ကိုရတောက်ပါတဲ့နာကက်အတွက်ထွက်သွားမလား။ဒါမဟုတ်ရင်တေမန်မန်းတီတီရက်နဲ့မိသားစုနဲ့အတူကြံနေခဲ့မလား။ Frank ရဲ့ဝေခွဲမရဖြစ်နေချိန်မှာဖះချောင်းပြက်စီရကလည်းသူ့ဖေကောက်လာတယ်။ကြောက်တုံးလေးလုံးကိုတွေးလိုက်ရတယ်။အဲဒီပေါ်ပါရေးထားတာကတင်းမိဘကိုယူတည်လို့တဲ့။ ဒါဘုရားသခင်ရဲ့ဖြေပဲလို့သူယုံကြည်လိုက်ပါတယ်။သူဆုံးဖြတ်ချက်တစ်ခုကိုခိုင်မာချလိုက်တယ်။ American Visa ကိုလွတ်ပြစ်လိုက်ပြီးတော့သူမိဘတွေနဲ့တူအေဂန်နဲ့ကိုဝင်ဖို့ရွေးချယ်လိုက်ပါတယ်။ဒီနေရာမှာတော့ကျွန်တော်တို့သင်ငန်းစာယူရမှာလွတ်လပ်ခွင့်ဆိုတာထွက်ပြေးခြင်းမဟုတ်ပါဘူး။လွတ်လပ်ခွင့်ဆိုတာကိုယုံကြည်တဲ့တန်ဖိုးတစ်ခုအတွက်တာဝန်ယူရခြင်းဖြစ်ပါတယ်။ Frankel ကခန္ဓာကိုယ်ရဖန်ဆီးခံရတော့မှဖြစ်ပေမယ့်စိတ်ထဲရတော့သူ့ဘဝကိုသူကိုယ်တိုင်ရွေးချယ်လိုက်တာဖြစ်ပါတယ်။ သူတို့မိသားစုဖမ်းခံရမိ always jeans can ကိုရောက်သွားပါတယ်။ရထားပေါ်ကစင်းတာနဲ့လူအဖြစ်ကနေပစ္စည်းတစ်ခုဖြစ်ပြောင်းလဲသတ်မှတ်ခံလိုက်ရပါ။နာဇီ SS အရာရှိတယောက်ကလက်ညှိုးထိုးပြီးတော့ဘေးညာခွဲပါတယ်။ဘေဘက်ကိုသွားရသူတွေကချက်ချင်းတန်းခွေကန်နဲ့ရောက်ပြီးတော့စိတ်သိက်ခံရပါတယ်။ Frank ကကန်ကောင်းပြီးတော့ညာဘက်လုံချမ်းသမားတွေရဲ့ဘက်ကိုပါသွားပါတယ်။ဒါပေမဲ့စမ်းသပ်မှုကမပြီးသေးပါဘူး။သူ့ကိုဝင်စားတွေကုန်ချွတ်ခိုင်းပါတယ်။ ခန္ဓာကိုယ်အမွေးမြင်တွင်ကုံလုံးကိုရိပ်ပစ်လိုက်တယ်။သူ့မှာရှိသမျှပစ္စည်းကုံလုံးကိုတင်းယူလိုက်တယ်။သူ့ရဲ့အင်းကြီးအိတ်ကတ်ထဲမှာဝက်ပြီးတော့ယူလာတဲ့စားအုပ်မူကြမ်းကိုတင်းမသွားဘူးတောင်းပန်တော့စစ်သားတွေကလောင်ပြောင်ပြီးတော့အမိုက်ပုံးထဲကိုပြစ်ထည့်လိုက်ပါတယ်။အာနာရှင်တွေကဘာဖြစ်လို့ဒီလိုမျိုးလှုပ်ရတာလဲ။လူတယောက်ကိုမတက်ခင်သူ့ရဲ့ identity ငါဘာလုပ်လဲဆိုတဲ့အသည့်ကိုအရင်ဖြတ်စည်းပစ်လိုက်တာပါ။မင်းဟာဒေါက်တာမဟုတ်တော့ဘူး။မင်းဟာစာရေးဆရာတရားမဟုတ်တော့ဘူး။ မင်းဟာနံပါတ်119104ဆိုတဲ့ကောင်တကောင်ပဲလို့ခန်းစားအောင်လှုပ်လိုက်တာပါဒါပေမဲ့ Frankel ကအဲ့ဒီအမိုက်ပုံထဲမှာပဲပထမဆုံးအမှန်တရားကိုရှာတွေ့ခဲ့ပါငါမှအတိတ်ကဘာမှမကြံတော့ဘူးအခုငါမှကြံတာဆိုလို့ဒီကိုလုံးဒီခန္ဓာကိုယ်နဲ့ငါရဲ့ရှင်သန်လို့စီပဲရှိတော့မိတ်ဆွေတကယ်လို့တင့်စီကအရာရာကိုလူယူသွားရင်တော့တင်းရဲ့စိတ်ကိုတော့ဘယ်သူကမှလူယူလို့မရဘူးဆိုတာပါပဲ ဂျေစကန်ရဲ့မှာလူရဲရဲ့စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုကိုဖရန်ကယ်ကအဆင့်30နဲ့ခွဲခြားပြသခဲ့ပါတယ်။အဆင့်1တုံးလုံးချင်းစားရရောက်ချင်းမှာလူတွေကမယုံနိုင်ကြပါဘူး။ကြောင်းလန့်ထိမ့်လန့်ကြတယ်၊ကိုကိုကိုတတ်တည်ခြင်းကြတယ်။အဆင့်2ထုံထိုင်းချင်းဒါကအကြာကြီးနေပြီးတဲ့အခါဖြစ်လာတဲ့အဆင့်ပါ။နေတိုင်းရိုက်နှက်ခံရတာ၊နေတိုင်းလူသေးတာတွေမြင်ရလွန်းလို့ဘာကိုမှမထူးဆန်းတော့သလိုဘာကိုမှမခံစားရတော့တဲ့အခြေအနေတစ်ခုကိုဖြောက်ရှိလာတာပါ။ ်မိနာကလူတယောက်လဲကြသေးဆုံးသွားရင်လည်းဘသူမှမငိုတော့ဘူးသူ့လောင်းဘော်ကဖနက်ကိုဘသူဥအောင်ယူမလဲပဲစဉ်းစားနေတော့တာပါသူတို့ရဲ့နှလုံးသားတွေတည်ဆုံးသွားတာပါကျွန်တော်တို့နိုင်ငံမှာရောဒီလိုပဲဖြစ်နေပြီလားမတရားမှုတွေကိုနေတိုင်းမြင်နေရလုံးလို့ဒါရိုးနေပါပြီကွာဆိုပြီးလစ်လျူရှုလာကြပြီလားအဲ့ဒါဟာထုံတိုင်းခြင်းပါပဲအာနာရှင်တွေလိုချင်ဆုံးအရာပေါ့ဆင့်တော့ကိုကျင်တရားပြည့်ရင်းချင်းတချို့လူတွေကအသက်ရှင်မှုအတွက်ကိုလူချင်းချင်းပြန်နှိမ့်ဆက်ကြတယ် နာစီတွေခန့်နေတန်းစီလောက်ကြပါတယ်ဖရန်ကင်ကပြောပါတယ်ကောင်းဆုံးလူတွေကတော့ပြန်မလာနိုင်ကြတော့ဘူးတဲ့ဆိုလိုတာကကိုကျင်တရားကိုတင်းတင်းကြပ်ကြပ်စောင့်ထင်းနေသူတွေသူများအစာကိုမလူစားရတဲ့လူတွေကအရင်ဆုံးတည်ဆုံးသွားကြပါပြီကောက်ကျစ်သူတွေအတ္တကြီးသူတွေကပဲတက်ရှင်ကြံရေးတက်ကြတယ်ဆိုတဲ့ခါတိရဲ့အမှန်တရားပါပဲ။ ဒါဆိုရင် Frankel ကဘယ်လိုမျိုးအသက်ရှင်ခဲ့ရလဲ။သူကကောက်ကျစ်လို့လား။အဲ့လိုမဟုတ်ပါဘူး။သူကအတိတ်ပဲကိုရှာဖွေတွေ့ရှိသွားလို့ပါ။သူကအလုတ်ကျန်းလုံနေစိတ်ကူးထဲမှာသူစနီးတယ်နဲ့စကားပြောတယ်။သူမရဲ့အပြုံးကိုမြင်ရအောင်လဲ။သူမနဲ့အတူတူလမ်းလျှောက်နေရလို့စိတ်ကူးရင်မိပါတယ်။အဲ့ဒီအချစ်ဆိုတဲ့စိတ်တက်ခွန်အားကသူ့ကိုအေးအေးတန်ငတ်မွတ်တန်တွေကိုမေ့သွားစီပါတယ်။နောက်တစ်ခါသူကစိတ်ကူးထဲမှာတက္ကသိုလ်ဟောမျိုးဝဲခန်းမာတယ်ရောက်သွားပါတယ်။ မိတ်ဆွေတို့ကျွန်တော်အခုအချင်းစကန်စိတ်ပညာကြောင့်ပြောပြမယ်ဆိုပြီးလက်ရှိသူခံစားနေရတဲ့ဒုက္ခတွေကိုလေးလာစရာသင်ခန်းစာဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်။သူ့ရဲ့နာမည်ကျော်စကားတခွန်းရှိပါတယ်။သက်ရှင်ရမယ်ရည်ရွယ်ချက်ရှိသူဟာဘယ်လိုဒုက္ခမျိုးကိုမဆိုခံနိုင်ရရှိတယ်တဲ့။မိတ်ဆွေတို့ရောမိတ်ဆွေတို့မှာအသက်ရှင်ရမယ်အကြောင်းအရာခိုင်ခိုင်မာမာရှိရဲ့လား။ကာဒီအာနာရှင်စနစ်ကြီးကြာဆုံးသွားတာကိုမျက်မြင်ကိုယ်တွေ့ရမယ်။မမိဘတွေကိုပြန်လုပ်ကြွေးရမယ်။ ်ငါနိုင်ငံကိုပြန်တည်ဆောက်ရမယ်။အဲ့ဒီလိုရည်ရွယ်ချက်တစ်ခုခုသာခိုင်ခိုင်မာမာရှိနေမယ်ဆိုရင်လက်ရှိကြုံတွေ့နေရတဲ့ဒုက္ခတွေကမိတ်ဆွေကိုဘယ်တော့မှနိုင်ယူလို့ရမှာမဟုတ်ပါဘူး။အာနာရှင်တွေကလူငယ်တွေရဲ့ဘဝကိုပညာတလုံးမှမတက်ဖက်နဲ့အသက်ကြီးလာတဲ့အထိလူရမဝင်တော့အောင်နိုင်ငံရေးကိုစိတ်မဝင်စားဤလက်မျိုးစုံနဲ့စူးစမ်းနေကြတာပါ။ဖရန်ကယ်ရဲ့အတွေ့အကြုံတွေကိုလေ့လာကြည့်မယ်ဆိုရင် အာနာရှင်တွေကတဲ့ပတ်စံတွေကိုယူလို့ရရင်ရမယ်။တင်းကိုထောင်ချခြင်းချလို့ရမ ်သင်ကိုရိုက်နှက်လို့ရကြင်ရလိမ့်မယ်။ဒါပေမဲ့သူတို့ဘလို့မှယူဆောင်သွားလို့မရနိုင်တဲ့အရာတစ်ခုသင်မှကြံနေပါသေးတယ်။အဲ့ဒါကတော့ the less of the human freedoms ပါပဲ။ကိုယ်ပေါ်ကြောက်ရလာတဲ့ဒုက္ခတွေကိုဘလို့စိတ်သဘောထားနဲ့တုံ့ပြန်မလဲဆိုတာကိုရွေးချယ်ပိုင်ခွဲပါပဲ။သူတို့ကအသင်ကိုဆဲမယ်။သင်ကပြန်မဆဲဘဲပြောင်းပြလိုက်မယ်ဆိုရင်သင်နိုင်တယ်။သူတို့ကအသင်ကိုကြောက်စေခြင်းနဲ့သင်ကတချင်းဆိုနေမယ်ဆိုရင်သင်နိုင်တယ်။တင်းရဲ့စိတ်ကိုသူတို့မပိုင်ပါဘူး။တင်းစိတ်ကိုပဲသင်ပိုင်တာပါ။ 1945မှာ Frankel လွတ်မြောက်လာခဲ့ပါတယ်။ဒါပေမဲ့သူ့မိသားစုအားလုံးကတော့အသက်ခံခဲ့ရပါပြီ။သူတရားရဲကြံရိတ်ခဲ့တာပါ။နာကျင်လွန်းလို့တေးကျင်စိတ်ပေါက်ခဲ့ပေမဲ့သူမတည်ခဲ့ပါဘူး။သူ့ရဲ့နာကျင်မှုတွေကိုစွမ်းအင်ဖြစ်ပြောင်းလဲပြီး Man Search for Meaning ဆိုတဲ့စာအုပ်ကိုရေးသားခဲ့ပါတယ်။အိတ်ဆွေကျွန်တော်တို့နိုင်ငံကျွန်တော်တို့လူငယ်တွေလည်းအခုချိန်မှာနာကျင်နေရပါတယ်။ဒါပေမဲ့ဒီနာကျင်မှုတွေကိုလက်ဟတ်သက်မဖြစ်ပါစေနဲ့။ဒုက္ခဟာအိဗယ်မဲနေသေးတာခံရခတ်တာပါ။ ဲ့ဒီဒုက္ခမှာအိဗယ်တစ်ခုရှိလာခဲ့ရင်အဲ့ဒါဟာဒုက္ခမဟုတ်တော့ပါဘူး။စတေးမှုဖြစ်သွားပါပြီ။မိတ်ဆွေရောဒီဗီဒီယိုကနေဘလို့ခွန်အားတွေရလိမ့်လိမ့်။ဒီဘဝရဲ့ရည်ရွယ်ချက်ကပါလေ။ comment မှာမျှဝေပေးသွားကြပါဘူး။စိတ်ဓာတ်ခွန်အားတွေဘဝတုဒ္ဒရတွေကိုဆက်လက်မျှဝေပေးသွားမယ်။ knowledge generation ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့။သင်ဟာတယောက်တည်းမဟုတ်ပါဘူး။လူလူစ조사ကြပါစို့။ Jesus တင်ပါတယ်။